မိမိုးဘဝအတွက်မှာပုံစံအတွက်အဲ့ကားမှာတော့ကျွန်တော်ကိုယ်တိုင်လူကဟိုဖះမှာလည်းပန်းရောက်တယ်ချောက်စီးပြားလည်းရောက်တယ်ဥနာအဲ့လိုပါဆိုမျိုးလေကောင်ဒီမှာတက်ရိုက်ပြတာအဲ့အချောက်ဝစ်စုံတွေနဲ့ဒီစုလေကုန်းကျော်တရာတို့တမရယုံတို့အောက်တို့တွေထွက်ရတာလေတော်တော်လေးလေးလူတွေဝိုင်းကြီးကြတာပေါ့လေရည်နေကြတာပေါ့နိုင်လူဆိုကျဲမရဲမဲပဲတိတယ်အဲ့တော့အဲ့လိုဝစားစင်မျိုးနဲ့တစ်ခါမှမတွေ့ဘူးဆိုတော့ပြည်သက်တွေအဲ့တော့တော်တော်အံ့ဩနေကြတာပေါ့ဟော ရဲသမလင်းဆိုတဲ့ဒီဇလန်းတွဲပေါ့ဒီကားမှာကျတော့ကိုဝေလူကျော်ရဲ့နောက်ဟိုဟိုမင်းသားကြီးရဲ့နောက်ပြီးတော့ရေကြီးချမ်းမြရဲ့ကိုဝေရဲ့အမျိုးသမီးပေါ့နော်နောက်နန်းခင်စီရာနောက်ပြီးတော့ဟေမန်အောင်အောင်လူပညာရှင်တွေကတော့အများကြီးပေါ့လေဒီမှာပါတဲ့ဒီဦးမြော်ဒီကားမှာကိုဝေလူကျော်ရဲ့တငယ်ချင်းပေါ့အဲဒီဇက်ကောက်နေရာနေပြီးတော့ပေါဝင်သေးဥဆောင်နေတာပါဟုတ်ကိုဝေနဲ့မစုံတာသူကြာပြီး7နှစ်73နှစ်လောက်ရှိပြီအရင်တော့ကကိုဝေ ဟိုအရန်နာမည်ကြီးနေချိန်မှာတော့ကိုဝင်းနဲ့ကတော့ဟို15ကားကားနဲ့ဆက်လောက်ရိုက်ခဲ့ဘူးလေတွဲပြီးတော့လေကိုဝင်းနဲ့အဲ့လိုအရှင်ကားတကားနှစ်ကားလောက်လည်းစုံဘူးတယ်တခြားဥစ္စာကတော့ဒီဟွာပေါ့ဟိုဒရမာလေးတွေပေါ့အဲထုံးတဲ့တိုင်းဟိုအဲ့ရောကျတော့ကိုဝင်းလူကျော်တို့မဆုလိုက်နေတို့အဲ့လိုမျိုးပေါ့နော်မြက်ကြီးပြီးအောင်တို့အော်ခင်ပါပါလိုင်းတို့အဲ့လိုမျိုးတွေပေါ့အဲ့ခစ်ကပေါ့အဲ့လိုကကိုဝင်းနဲ့ကတော့အဲ့လိုကားနဲ့ဆက်စိတ်လောက်ရိုက်ခဲ့ဘူးလေဟုတ်အဲ့တငယ်ချင်းငန်းနေရော တငယ်ချင်းငယ်အနေနဲ့ကတော့ဒီကားပဲရိုက်ဘူးလားဟိုသူရင်သူပါကတော့အဲသူနဲ့ရိုက်ခဲ့တဲ့ကားတွေတော့ကျတော့ကိုကတော့ဟိုတစ်ဖက်ဟိုသူနဲ့ against လုပ်ရတဲ့ဟာတွေပေါ့ဟုတ်အဲသူနဲ့ဟိုနောက်ဆုံးသတိကန်းကြက်ထိုးကြိတ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုကားမျိုးတွေပဲရိုက်ခဲ့တာဟုတ်မင်းသားငွေချင်းအနေနဲ့ရိုက်ခဲ့ရတဲ့ကားဆိုခုနကအဲ့ဘောနိုင်နိုင်တို့နဲ့လည်းဘောကလည်းရိုက်ခဲ့ဘူးလေဟုတ်အဲ၁၀ကား၁၅ကားလောက်ရှိတယ်ပေါ့နော်ငွေချင်းအနေနဲ့ရိုက်ခဲ့ဘူးလေနောက်ကိုရန်လေးတစ်ခက် အဲကိုရန်လေးတခင်ပါလေကိုရန်လေးရဲ့ကိုရန်အောင်ရဲ့တိုင်မင်ဘောတိုင်မင်ဘက်တငယ်ချင်းတွေနဲ့အဲ့လိုမျိုး၁၀က၁၅ကလောက်မကရိုက်ခဲ့ဘူးပဲဟုတ်အဲ့တော့ဘယ် live ကိုပို့ကြိုက်လဲကို live ကတော့ဘယ်ဟာပို့ကြိုက်လဲဆိုတော့ကိုဒီ villain လုတ်တဲ့ဟာကတော့သူကတော့ဒါဟိုဘယ်လိုခေါ်မလဲဆိုတော့ freedom ဖြစ်တယ်လေဟို id mine လဲတော့ခုကကြတော့ဟိုချုပ်ကြာမလို့ပေါ့အဲ့ဆိုတဲ့ခါကျတော့ကိုကလည်းအခုကလည်းနိုင်လူဆိုတဲ့နာမည်ရခဲ့တာလည်းဒီ villain တယောက်အနေနဲ့နာမည်ရခဲ့တာလीအ ဟုတ်ဦးနေသူလည်းအများကြီးပဲ character တော့အချောက် character တွေလည်းရိုက်ခဲ့ဘူးလေဟုတ်အဲကိုခန့်စီသူတို့နဲ့ပေါ့နော်အဲဟိုဟိုဟာမထက်တို့နဲ့ထက်ထမိုးဆိုတယ်အဲအဲ့လိုမျိုးအဲအဲ့လိုမျိုးဆိုလည်းဟိုဟာအချောက် character နဲ့အဲ့လိုနှစ်ကားသုံးကားလောက်ဦးနေရိုက်ခဲ့ဘူးအမေမဟုတ်တော့အမေဆိုတာတော့လူကြီးတော်တော်များများတော့ဟိုတိကျတိလိုက်တယ်အဲသူကတော့ဟိုဟာပေါ့အဲ့လိုမျိုးဆိုဟိုဟာဦးငင်းချန်းတို့ကိုမင်းစောတို့ကိုတို့အဲကိုကပေါ့ ဒီလမ်းဘေးကခလေးတယောက်ကိုကောက်ယူပြီးတော့မွေးစားတာကိုတို့ကငကိုတွေကအချောက်တီးဟုတ်အဲအဲ့လိုလျှောက်သီးဆေးပြားတွေရောင်းကြတာဟုတ်အဲပြီးတော့မှဟိုဘယ်လိုခေါ်မလဲဆိုတော့ခလေးတယောက်ကိုလမ်းမှာတွေ့တော့အဲ့ခလေးဥနဲ့ကမွေးစားလိုက်တာအဲမွေးစားပြီးတော့မှဥနဲ့ကဘဝအစုံနဲ့အကျော်တယ်ဘဝဘဝမျိုးစုံနဲ့သူ့တက္ကသိုလ်ကျောင်းရောက်တဲ့အထိသူ့ထားပေးအဲပြီးတော့သူကချစ်စုကြီးစားရတော့မင်းလာစားကိုမလာခိုင်းဘူးပေါ့အင်းအဲ့ရှင်မာဒီဟိုကော်မတ်လေးကိုတစ်ဖက်သက်ကြိုက်နေတဲ့အဖွဲတစ်ဖွဲကနေပြီးတော့ ဟိုကမတ်လူပြန်ပြီးဆွဲမဲ့သူဒါကိုတတ်တတ်မဲ့ဆွဲအချိန်မှာဦးနိုင်လူကဝင်ပြီးဂျားထွေးပြီးတော့အစားခံလိုက်တော့ဟုတ်ဦးနိုင်ဝင်ထိုးလိုက်တော့ဦးနိုင်အိမ်မှာထောင်ကြပါအထောင်ကပြန်ထွက်လာတဲ့ခါကျတော့ကိုသားဟိုကိုမွေးစားခဲ့တဲ့သားအိမ်တော်ဟိုသူချစ်တဲ့ယူနေယူပြီးွားလို့ကလေးလေးတောင်မှ9နှစ်6နှစ်လောက်ရအောင်အဲဒီတော့ကျတော့ထောင်ထဲမှာရခဲ့တဲ့ဒဏ်ရာရဲ့ဦးနိုင်နောက်ဆုံးပေးသွားတာဟုတ်အားလေးကောင်းစားဖို့အတွက်မိမိုးဘဝအတွက်မှာ ပုံစံအစ်စ်နဲ့စူစားကန်းတွေဝင်ရတာဆပင်အတူဆော့ရတယ်တော့ဘကွက်ကြီးနဲ့အဲနောက်တစ်ခုကကျတော့ကိုကအဲ့မှာကျတော့အဲ့ကားမှာတော့ကျတော့ကိုလည်းလူကဟိုဖះမှာလည်းပန်းရောက်တယ်ရှောက်စီးပြားလည်းရောက်တယ်ဥနာအဲ့လိုဆိုမျိုးလေကောင်းဒီမှာတက်ရိုက်ပြတာအဲ့အချောက်ဝစ်စုံတွေနဲ့ဒီစုလေကုန်းကျော်တရာတို့တမရယုံတို့အောက်တို့တွေထွက်ရတာလေ အထွက်ရိုက်တယ်အဲ့ဒါတော်တော်လေးလေးလူတွေဝိုင်းကြီးကြတာပေါ့ရည်နေကြတာပေါ့နိုင်လူဆိုကျဲမရမ်းမယ်ပဲတည်တာအဲ့တော့အဲ့လိုဝစားစင်မျိုးနဲ့တစ်ခါမှမတွေ့ဘူးဆိုတော့ပေးသက်တယ်အဲ့တော့တော်တော်အန်အောင်းနေကြတာပေါ့ဩဒါဥနယ်လူကျွက်ကတော့ဒါဟိုလုပ်ငန်းလုပ်တဲ့နှစ်ကာလတည်းကြာလာပြီဆိုတော့လူအရှိကိုရှေ့မှာလူရောက်တဲ့သိမ်းမဲ့ရှိရှိဆယ်သိမ်းမဲ့ရှိရှိကိုလောက်ရမဲ့ဒီဇက်ကောင် character ကတော့ဥနယ်လူလုတ်တယ်လေတမိသား case တွေလည်းတွေ့ရဆိုတော့လေကောင်းမလေးဟိုကားနဲ့ တမီတမီမဲလည်းလိုက်ဖို့ပါကြတော့လည်းမဟုတ်ပြဘူးဖြစ်တယ်ဟိုအရင်ဆုံးဟိုဘေးကလေးအချင်းချင်းကြိုက်ရတဲ့မှာဖြစ်တယ်လို့လည်းလိုက်ဖို့မှာပြန်တက်လာတယ်တူပြောရမယ်ဆိုတော့ဘောတော့ဦးမေတို့ဒါဗုဒ္ဓဘာသာဟိုအရာပြောရမယ်ဆိုတော့ဒါတွေကလည်းဟိုအထုံပါလာတာဖြစ်မှာပေါ့နော်ဒီနေ့ဒီချိန်ဒီကာလမှာဟိုဖြည့်ရမယ့်ကံတရားကျုံရမယ့်ကံတရားကိုယ်ရမယ့်ကံတရားပေါ်ပေါက်လာပြီဆိုရင်ဘယ်ရမှရှောင်ရွက်လို့မရဘူးပေါ့နော်ငယ်တော့လည်းသတိထားပဲထားခဲ့တော့ဆိုဦးနိုင်လို့ဆို ပန်းညာလေးတွားဖို့သူထိုင်ထိုင်တဲ့အခါမှာလက်ကလေးကင်ဖို့တော့မှမဝင်မရဲဖြစ်တာပေါ့နော်အခုခေတ်ကကျတော့အဲ့လိုမျိုးမဟုတ်တော့ဘူးအခုပဲသွားမယ်ကြိုက်တဲ့နေရာသွားအဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုတော့ခေတ်ကလာရေးဆိုတဲ့အခါကျတော့ဟိုတယောက်နဲ့တယောက်တံပိုးထားမှုဆိုတာနည်းပါပါတံပိုးထားမှုအားလေးညော့ပါညော့ရခုအခါကျတော့ဟိုစိတ်တူလွယ်သွားတယ်စိတ်ဆက်လွယ်အဲ့လိုတွေဆိုတဲ့အခါကျတော့ဟိုတူးနဲ့တူးနဲ့ဟိုမတွဲနိုင်ဘူးဆိုရင်လည်းပြပတ်သားသားလမ်းခွဲ ။ဦးနဲ့တို့ကြအချစ်ကြီးတယ်လေ။ဘုရားအချစ်ကြီးခဲ့ဘူးလေဆိုတဲ့အခါကျတော့နောက်ပိုင်းတော့လေအခုကျတော့အခုဒီ40လောက်ကျော်လာတယ်ဆိုတဲ့အခါကျတော့လေအားလုံးကအခုချိန်တန်တယောက်ထဲပဲဆိုတော့တိထားတယ်ဆိုတဲ့အခါကျတော့ဦးနိုင်လူဘယ်သူချိန်မှာဘယ်သူဘိုးမှာဘာမှဟိုကမဖြစ်ဘူး။တန်ရောစင်ကိုအကုန်လုံးနည်းနည်းစင်ပြန်နေအောင်ဟိုအဲ့ဒီဘဝမျိုးနဲ့ရှင်သန်ဖြတ်သန်းလာ။ သူ့အတွက်သူတစ်ပါးအတွက်ကြောင့်တစ်ပါးသူအတွက်ကြောင့်ကိုကပူပင်နေရတယ်စိတ်ပူပန်နေရတယ်ဆိုကိုပဲပူလောင်လာတယ်အဲ့သူအခုချိန်ဗန်များလုံနေရတယ်အဲ့ဘသူနဲ့များသွားနေပြီဟာဘာတွေများလုံပြီဒါမျိုးတွေကအရင်ချစ်တဲ့သူတွေမှာဖြစ်လိဖြစ်တာရှိတယ်စိတ်သဘောလည်းရတယ်ဒါပေမဲ့အသက်အရွယ်ကဟိုဒါရီကိုကိုရီးယားကျော်ပြတ်ခဲ့တယ်ဆိုတဲ့အခါကျတော့ကိုကဒါရီကိုသိတယ်သို့တော်ညာလည်းအခုအသက်16နှစ်ကနေပြီးတော့အသက်30ဝန်းကျင်လောက်ရှိတဲ့လူငယ်တွေကိုပြောမယ်ဆိုရင်ဒီဟာကိုသူကလက်ခံအောင် ိုရီကိုပြောခဲ့တော့ကလည်းကိုရီကလည်းလက်ခံခြင်းမှာလက်ခံခဲ့တာလေယောက်ျားလေးကိုကမိကလီကနေပြီးလှည့်စားတော့မယ်ဆိုလဲအဲငါ့ရဲ့မောင်လေးသာဖြစ်ရင်ငါ့ကိုသာဖြစ်ရင်ဆိုရဲစိတ်နဲ့ထားနိုင်သလိုယောက်ျားလေးဘက်ကလည်းမိကလီကိုလှည့်စားတော့မယ်ဆိုရင်ငါ့မြန်မာလေးသာဆိုရင်ငါ့အမသာဆိုရင်ဆိုတော့စိတ်မျိုးလေးနဲ့ကိုချင်းစာတရားလေးနဲ့ဟိုရက်တည်ပြီးတော့ဆက်လက်ပြီးအသုံးပြုနိုင်ကြပါစေလို့ပဲဆုတောင်းပါတယ်ကျေးဇူးပါ